ညချောင်းနဲ့ချီခဲ့တဲ့လူသားတွေရဲ့တမိုင်းမှာပျောက်ဆုံးနေခဲ့တဲ့ပြစ်ပေါင်းတရားမှနေ2020ခုနှစ်ကနေပြီးတော့2025ခုနှစ်ထိအင်းရည်တွေပတ်သက်တဲ့အကြောင်းအရာတွေပစ္စည်းတွေအကုန်ပျောက်ဆုံးနေခဲ့တယ်။အင်းရည်တွေပတ်သက်ပြီးတော့လုံဆောင်ရခဲ့တဲ့တရင်းတွေကလည်းနောက်ဆုံးခုနှစ်မှာဖြစ်ခဲ့တဲ့ကမ္ဘာလုံးဆိုင်ရာကယောဂါတွေလူတွေပြောကြတာကတော့အယောဂါကြီးလုံးအေကိကရှိရဲ့ပစ္စည်း ကုန်လုံးဖြစ်စီဖြစ်ခဲ့ရတာတဲ့ဖြစ်လို့အဲ့ဒီကလာရဲ့ဘဝမှာတည်းအလုံးပျောက်ဆုံးနေရတယ်ကိုလာဟာလည်းမျိုးစုံရှိနေကြတယ်နောက်ပိုင်းမှာ2020ကနေပြီးတော့2025ခုနှစ်ကြာကအကြောင်းအရာတွေကထုတ်ပြောဖို့တာမီးခံခဲ့ရတယ်လူမြင်မှုမှာတွေ့ရတဲ့နမစင်ဒီမအစား2020ကနေပြီးတော့2025ခုနှစ်နမတွေ့ရအတော့မပြေရဖြစ်လာကြတယ်လူတွေကအခုတော့ 2020ရနေပြီးတော့2125ခုနှစ်ရကလာပိုင်း6ပြောဖို့အတွက်သုံးလိုက်နေမယ့်အဲ့ဒီနှစ်တွေတဲ့တကယ်ပဲအဲ့ဒီနှစ်တွေမှာဘာဖြစ်ခဲ့ရလဲဘာဖြစ်ခဲ့လဲဆိုတာသိချင်ကြရဲ့လူငယ်300ရရှာပြီးမှုတွေအာကြီးကအိမ်လာဘိုင်းနဲ့ဆောက်တာလဲတက်တာဟင်တက်တာ အဲ့ဒါစင်းပြည့်ရဲ့တပင်းအရရဟိုင်းနဲ့လေဟုတ်တယ်အဲ့ဝင်ကြရအောင်ဒီထဲမှာအဲ့ညစ်တင်နဲ့ပတ်သက်တဲ့အကြောင်းတွေရှိမှာလားအားလုံးမဟုတ်ပေမဲ့အရေးကြီးဆုံးအကြောင်းအရာတွေကတော့ရှိနေမှာရဲ့ဆီနီယာအက်စတာနဲ့အဆက်တည်းပြန်မသွားခင်နောက်ဆုံးရခဲ့တဲ့တတိယနေ့မှာဒီနေရာကိုပြောထားတာတခုရှိနေမှာတေချာပေါက်ပဲဒုတိယတက်ကိုသွားရအောင်တတိယမြောက်ခန်းနဲ့ မောင်မဲနေရပဲမီးဖွင့်လိုက်အမတို့ပြောလို့ကျွန်တော်ဗီစီယန်တက်မလာခဲ့ဘူးလေအားပါလေဂျမီအော်ကျွန်တော်ဘာလို့ဗီစီယန်နေတက်တာလို့မရလဲဗီစီယန်ဒီမှာ fishing နဲ့ phone ရှင်းတဲ့ data တွေကို mother ship စီကိုပို့ပြီးစနစ်တွေပါတယ် ငါတို့တွေအဲ့ဒီနှစ်ကအကြောင်းအရာတွေကိုရှာနေတာတိသွားပြီ။လက်စာတော့ခံလိုက်ရမှာပေါ့။ Senior Astra ပြောလိုက်တာစောင့်စဉ်ပေါ်မှာ။ဒီဘက်မှာတော့မတွေ့မီဘူး။ဘောကောလိုက်ရှာကြည့်ရအောင်။ဘာစောင့်တွေလည်းမတွေ့ဘူး။အများတော့အများကြီးပဲနော်။တွေ့ပြီတွေ့ပြီ။ဒါထင်တယ်။2025 2026 AI လို့ရေးထားတယ်။ hỗ trợ trẻ này à chị gì mày Wow, chắc là điểm lại vậy nó? Ừ, đó rồi xong là về. Đã nè, xin lỗi thầu thẻ phải lên lệ. Video clip chạy. Đã không nói sao là mình chẳng có cả. ချောင်းတစ်ချောင်းကညီပြီးတော့ AI အချောင်းကို presentation လုပ်ထားတဲ့ video တဲ့အကုန်မသိရရင်လည်းငါတို့အဲ့အရာနေအချမ်းပြင်းတော့တော်တော်သိရမှာပဲဟုတ်လားလေ့ကျမှာလေ Honesty Private School က grade တဲ့ student တွေရဲ့အတန်းကြီးနေပြီဆိုတော့အဲ့ဒီအတန်းအောင်ဆိုစုံပါပါဒါနဲ့လေမေးမလို့อืม AI ဆိုတာဘာကြီးလဲ နင့်ကိုမပြောရသေးဘူးပဲ AI ဆိုတာကအခုလိုနီးပညာရေးမပေါ်ခင်ကလူတွေတုံးကြတဲ့ artificial intelligence ဉာဏ်ရည်တုနီးပညာရဲ့အဲ့နင့်က AI နဲ့လူတွေချားရဲ့မှာအဖြစ်ခံတယ်ကတော့မသိခဲ့ရဘူးအင်းင်းကအချောင်းအရအကုန်ဖုံးထားတော့ AI ကြီးအချောင်းမှာလူတွေမသိရဘူးအဲ့ဒါထားလိုက်ပါတော့ငါတို့ဗီဒီယိုကြည့်ရကြည့်ပြီးရင်တော့ AI အချောင်းကိုပုံတိလာမှာပါ ခဏစစ်လေးကိုလက်တော့မှာထည့်လိုက်ကြည့်လို့ရပြီတဲ့မိမလက်တော့ရှိတူတာရှိတယ်ဘယ်ရရလဲမိုင်းပြားတဲ့ကနေယူလာတာသူကငားနေတာအော်မသိအောင်ယူလာတာပေါ့ဟာအဲ့ဒါခိုးလာတာပေါ့ကြောက်မင်းအဲ့လိုမျိုးပြောနေလေပေါ့ငါလက်တော့ဆိုတာဒီလိုပုံပေါ့နင်းခုမှမြင်ဘူးလားသမိုင်းပြားလိုက်တခါမှမတော်ဘူးလား တမိုင်းကို F နဲ့အောင်လာတာလားဖြစ်ရလေစိတ်ဝင်စားလို့မိုင်းနာထဲမှာဟုတ်ယူထားတာထားလိုက်ပါကွာအဲ့ကိစ္စအဲ့တော့အခုဒါကိုကြည့်အောင် what is ai ai artificial intelligence ဆိုတာကလူတွေရဲ့နေစဉ်ဘဝတွေလုံငန်းဆောင်တာတွေမှာလက်ကူဖို့အကူအညီရဖို့အတွက်လူတွေရဲ့အသိဉာဏ်တွေပို့ထတာတွေကနေဖန်တီးထားတဲ့အသိဉာဏ်ဉာဏ်တွေပဲဖြစ်ပါတယ်စက်မှုခက်ကနေနေပညာခက်ကိုပြောင်းလဲတိုးတက်လာတယ်ကျွန်တော်တို့ရဲ့နေစဉ်လူမှုဘဝတွေမှာမြင်မာတဲ့နေပညာတစ်ခုဖြစ်တဲ့ ai ဟာတဖြည်းဖြည်းနဲ့နေရာယူလာပါတယ်နေစဉ်လူမှုဘဝပညာရေးလိုတာမန်အရာတွေကနေထုံးလုံးမှုတွေဖန်တီးမှုတွေအထိကျွန်တော်တို့တွေဟာ ai ကိုတင်ကြစားအသုံးမူလာကြပါပြီ မြေပြင်ကြက်ခက်ကိုကူရောင်းလာတဲ့အညီ AI ကိုအသုံးမပြုတိုင်ခက်နောက်ကျနေပြီလို့တော့ပြောလို့ရပါတယ်ဒီကနေ့မှာကျွန်တော်တို့ Honesty Private School ရဲ့ creator ကနေ AI အသုံးပြုပုံနဲ့ AI ရဲ့အကောင်းဆုံးဆိုးကျိုးတွေကိုတင်ဆက်ပေးသားမှာပဲဖြစ်ပါတယ် AI advantages AI အကြောင်းကိုသိပြီးပြီဆိုတော့ AI ရဲ့အကောင်းဆုံးတွေကိုပြောပြပါမယ်ကျွန်တော်ရဲ့နေ့စဉ်ပုံမှာ AI ကိုတွင်းတွင်းကျယ်ကျယ်အသုံးပြုနေကြပါတယ် Search Engineer Siri Google Assistant စာရီဟာထင်ရှားတဲ့ AI မှာပါ နောက်ထပ်ပုံမှန်အသုံးပြုနေချောအရာကတော့ online shopping ပါပဲ။ online shopping မှာအချက်အလက်တွေကိုထုတ်ပြတာ၄ကိုရီးရှင်းလိုက်တဲ့အချက်အလက်တွေကိုပြင်ပို့ပေးတာ၄ information များဝေတာတွေဟာလည်း AI ကိုပဲအသုံးပြုထားခြင်းဖြစ်ပါတယ်။ပညာရေးမှာ AI နည်းပညာက data researcher, posa data, information ရှာပေးတာ၊ပြဿနာဖြေရှင်းရှာတာ၊ logic နဲ့အချက်အလက်တွေရှာတာတွေကိုမြင်မြန်စွာလုပ်ဆောင်ပေးနိုင်ပါတယ်။ personalized learning မျိုးကိုယ်တိုင်ပညာရေးကိုလေ့လာတဲ့အခါမှာ AI ကိုကိုယ့်ရဲ့တငယ်ချင်းတယောက်လိုသဘောထားပြီးတော့လေ့လာနိုင်တယ်လို့ကိုယ့်ရဲ့ဆရာတယောက်လိုတချို့တယောက်လိုလည်းသူဆရာနေပြီးတော့သင်ယူမှုတွေပြုလုပ်နိုင်မှာလေ။ AI ရဆိုလို့ရှိရင်တော့စီးပွားရေးလုပ်ငန်းတွေရဲ့အလုံးလုံးကြီးဖုတ်တယ်နဲ့စကားပြောတဲ့အခါဆက်သွယ်ပုံစာရေးနေရာတွေမှာထောက်ကူဖြစ်စေပါတယ်။ customer service ပေးရမှာလေ chatbot နဲ့ page assistant တွေကဖုတ်တယ်တွေကို24/7ဝန်ဆောင်မှုပေးနိုင်ပြီးတော့ ဝေဆမှုအကြောင်းအရာတွေကိုလည်းလင်းမြန်စွာဖြည့်ရှိပေးနိုင်ပါတယ်။ AI ကြောင့်စိတ်ဟောလုပ်ငန်းတွေထုတ်လုပ်မှုလောကမှာအလို့အရေးကြီးတဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်နေပါပြီ။ထုတ်လုပ်မှုလုပ်ငန်းများမှာ AI ကိုအသုံးပြုလိုက်ခြင်းကြောင့်အလောလောဘုံတွေပြောင်းလဲလာပြီးတော့ထုတ်လုပ်မှုဉာဏ်နှုန်းကြီးအမှန်နဲ့ကုန်ကျစရိတ်ရောစတဲ့အချို့ကျေးဇူးများရရှိနေပါတယ်။ AI ကြောင့် transportation ကုသန်းသွားလာမှုလောကမှာလည်းအရေးကြီးတဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်နေပါတယ်။ AI သုံးဆွဲမှုကြောင့်ဒေဝပို့ဆောင်ရေးကဏ္ဍမှာဉာဏ်စံတိကျမှုများလာပြီးကုန်ကျစရိတ်ရောကြခြင်းနဲ့လုံခြုံရေးရိုးရိုးလာခြင်းတို့ကိုတွေ့မြင်နိုင်ပါတယ်။ထို့ပြင် AI သုံးမှု GPS များကြောင့်လည်းတွားလို့ရခရီးကိုလမ်းမပြောင်းအာရုံမလွဲဘဲနဲ့ချွတ်ချွတ်မှုမရနိုင်ပါသေးတယ်။ What are AI disadvantage? AI ရဲ့ဆိုးကျိုးတွေကဘာတွေလဲ။ယနေ့ခေတ်မှာ Artificial Intelligence AI ကလူသားတွေရဲ့ကြားမှာဝင်ရောက်နေရယူလို့နေပါတယ်။ ူသားတွေလှုပ်ရှားမလို့ပဲ AI တွေကလှုပ်တွေများကြီးလှုပ်ဆောင်လာနိုင်တဲ့အထိတိုးတက်လာနေပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့ AI ရဲ့ဆိုးကျိုးတွေကိုလည်းတွေးဖယ်ထားလို့မဖြစ်ပါဘူး။ AI ကိုစနစ်တကျနဲ့မမှန်ကန်ကန်အသုံးပြုမယ်ဆိုရင် ကောင်းကျိုးများစွာကိုရရှိမှာဖြစ်တယ်လို့ဆိုးကျိုးများစွာကိုလည်းမျိုးလုံးမိတ်နာပိတ်မထားပဲသတိထားဖို့အရေးကြီးပါတယ်။ဒါကြောင့် AI ရဲ့ဆိုးကျိုးတွေနဲ့စိန်ခေါ်မှုတွေကိုအောက်ပါအတိုင်းဖော်ပြပေးလိုက်ပါတယ်။အလောက်ကင်များဆိုးကျိုးဝင်နိုင်ခြင်းထက်တယ်လေလောက်ရတဲ့အလုပ်တွေ တမန်လိုလုပ်စဉ်လုပ်ထင်းနဲ့ဆက်မှုဆောင်လုပ်ထင်းထိပါလူသားရေးအစားအရင်ဆက်တွေကိုအစားထိုးအသုံးပြုလာကြပါတယ်။ဒါကြောင့်လူကြော်တော်များကအလုပ်ကံတွေကိုဆုံးရှုံးလာပြီးတော့အလုပ်လက်မဲ့တွေဖြစ်လာကြပါတယ်။ဥပမာပြောရမယ်ဆိုရင်ဆက်ယုံသားတွေ၊ဖုန်းခေါ်ဆိုသူ call center agent တွေ၊ဘာသာပြန်သူ translator တွေ၊ငွေရှင်းသူ cashier တွေ၊ရှင်းမောင်းသူ driver တွေစတဲ့နေရာမျိုးတွေမှာဖြစ်ပါတယ်။ defect နဲ့တရင်ကျ AI ပညာနဲ့မမှန်တဲ့ video တွေအတန်တွေကိုပြုလုပ်လို့ရပါတယ်။ လလဖန်တင်နိုင်တဲ့ defect မီပညာဟာပြည်မတွေကိုပြောင်းလဲစေပြီးတော့လူတိုင်းဝန်မှာရှိတဲ့ယုံကြည်မှုတွေကိုဖြည့်ဆည်းနိုင်ပါတယ်။သူ့ဖအနေနဲ့ပြောရမယ်ဆိုရင်နိုင်ငံရေးဆောင်ဆောင်ထူကနေပြီးတော့မပြောထားတဲ့အကြောင်းအရာကိုပြောသလိုအထူးလုပ်ပြီးတော့ဖန်တင်နိုင်ပါတယ်။ကိုယ်ရေးကိုယ်တာ data တွေကိုပေါ်ထုတ်ခြင်းအဲရအသုံးပြုသူရဲ့ဒီနေရာဝင်ငွေအကျိုက်အစတဲ့တည်င်းချက်လက်တွေကိုတတိမထားမြောင်သိသိထားနိုင်ပါတယ်။အဲဒီကနေတစေအဲဟာ အသုံးပြုသူရဲ့ privacy ချိုးဖောက်မှုတွေထိပါရှိလာနိုင်ပါတယ်။လူမှုဆက်ဆံရေးချိုးယဉ်ခြင်းအခုခေတ်လူငယ်တချို့ဟာ AI assistant တွေ chatbot တွေကြောင့်တကယ်လူတွေနဲ့စကားပြောချင်တော့ပဲ AI နဲ့ပြောရတာကပုံမစင်ပြေတယ်လို့ထင်နေတတ်ကြပါတယ်။အရင်ကလိုမိသားစုတွေတငယ်ချင်းတွေနဲ့တင်းရင်တနည်းမနည်းဖြစ်တော့ပဲ AI free တွေနဲ့တင်းချေကိုနေတတ်ကြပါတယ်။ဒီလိုအခြေခြေလာတာနဲ့အမျှ လူတွေဟာတကယ်လက်တွေ့မှာအထူးကြံမှုကိုပုံမိုးခံစားလာရနိုင်ပါတယ်။ကွန်ကြားစရေးမြန်မာချင်း AI စနစ်တစ်ခုတည်ဆောက်ဖို့ပြုပြင်ဖို့နဲ့ update တွေလုပ်ဖို့အတွက်ကွန်ကြားတဲ့စရိတ်တွေကအရန်ကိုမြှပြပါလေ။ဒါကြောင့်မို့လို့လုပ်ငန်းတွေတွေနဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ AI နည်းပညာကိုလက်ကမ်းမိဖို့ခက်ခဲပါလေ။ AI ကိုပဲမျှော်မှန်းအားကိုးလာကြခြင်း AI ကိုအားထလာကြတာနဲ့အမျှလူငယ်တွေအနေနဲ့ကိုယ်တိုင်စဉ်းစားခြင်းကိုယ်တိုင်ဖန်တီးနိုင်စမ်းတွေလဲလာတတ်ပါတယ်။ AI ဟာစာရေးပေးတယ်၊ဘာသာပြန်ပေးတယ်၊ပုံလေးဖန်တီးပေးတယ်။ဒါကြောင့် ကိုယ်တိုင်စဉ်းစားဖို့လဲလာဖို့မလိုတော့တာမျိုးတွေဖြစ်လာတတ်ပါတယ်။ဗလိုက်ချင်းနဲ့ခွဲခြားမှုများ AI ကိုဖန်တီးတဲ့အခါမှာအချက်လက်တွေကိုအခြေခံရပါတယ်။အဲဒီအချက်လက်တွေထဲမှာဗက်လိုက်မှုတွေပါဝင်နေရင် AI စနစ်ကိုယ်တိုင်ကလည်းဗက်လိုက်တဲ့ဆုံးဖြတ်ချက်တွေခွဲခြားဆက်ဆံမှုတွေပြုလုပ်လာနိုင်ပါတယ်။ဥပမာပြောရရင် လူမျိုး၊ကြားမှအသားအရောင်မူဝါဒဘာသာရေးပေါ်မူတည်ပြီးခွဲခြားတာမျိုးတွေဖြစ်လာနိုင်ပါတယ်ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိခြင်း AI ဟာလူတွေလိုအကောင်အဆိုးကို မခွဲခြားနိုင်ပါဘူး။အမိတ်ပေးလိုက်တာနဲ့ဘာမှမစင်စားပဲတိတိကျကျလုပ်ပေးပါတယ်။ဥပမာမတရားတဲ့အမိတ်တစ်ခုလူတွေကိုထိခိုက်စေနိုင်တဲ့အမိတ်တစ်ခုကို ပေးလိုက်တယ်ဆိုရင်တော့ AI ဟာအဲ့ဒီအမိတ်တိုင်းလိုက်လုပေးမှာပါ။ လူဖွဲ့စည်းအတွင်းမတည်ငြိမ်မှုဖန်တီးခြင်း AI နဲ့ဆိုင်တဲ့ဤပညာတွေကိုကြီးမားတဲ့ကုမ္ပဏီတွေဤပညာအင်အားရှိတဲ့သူတွေကပိုင်ဆိုင်ပြီးထိ ंछ ုပ်ထားကြပါတယ်ဒီလိုနဲ့အချင်းတလာတဲ့အခါမှာလက်သက်ဆုပ်ဆာလူနည်းစုကတာပူချမ်းတလာပြီးများပြားလာတဲ့အခြေခံလူဒန်းစားတွေကတော့အလောကန်တွေပြောင်းလာပြီးစီးပွားရေးကြတဲ့လာနိုင်ပါတယ်ဒီလိုဖြစ်လာတဲ့အခါလူအဖွဲ့စည်းအတွင်းစီးပွားရေးမြတ်တမှုမရှိဘဲမတည်ငြိမ်မှုတွေဖြစ်လာနိုင်ပါတယ် တာဝန်ယူဖို့ခက်ခဲခြင်း AI တစ်ခုခုပြည့်လို့လူတယောက်ထိခိုက်သွားတဲ့အခါမှာဘသူ့ကိုတာဝန်ပေးမလဲ AI ကိုဖန်တီးတဲ့ developer ကိုလား AI ကိုအတုံးပြုတဲ့ company ကိုလားဥပမာပြောရရင်မောင်းတူမဲ့ကားလက်စီးကရင်တိုင်းမှုဖြစ်တယ်ဆိုပါစို့အဲ့ဒါကလူတဝူးရဲ့တာဝန်လားစက်ရုပ်တစ်ခုရဲ့အမှားလားဒီလို machine learning နဲ့အဖြစ်ကြောင့် AI နဲ့ပတ်သက်တဲ့ပြည်ထောင်နာမှာတရားဝင်တာဝန်ယူလို့ရှာဖို့ခက်ခဲပါတယ် ဒါအပြင် AI ရဲ့တိုးတက်မှုတို့ဉာဏ်တာနဲ့အမျှ AI ကိုဘယ်လိုထိန်းချုပ်မလဲဥပဒေတွေဘယ်လိုရေးဆွဲမလဲစည်းကမ်းတွေဘယ်လိုချမှတ်မလဲဆိုတာလက်ရှိကြုံတွေ့နေရတဲ့စိန်ခေါ်မှုကြီးတစ်ခုဖြစ်ပါတယ်။ဒါကတော့ AI ရဲ့စိုးကျိုးတွေတဲကတချို့ကိုပြောပြပေးတော့တာဖြစ်ပါတယ်။ AI ဟာတိုးတက်စေနည်းပညာတစ်ခုဖြစ်ပြီးတော့ကျမတို့အတွက်အလွန်အသုံးဝင်တယ်ဆိုတာမငင်းနိုင်ပါဘူး။ဒါပေမဲ့သူ့ရဲ့စိုးကျိုးတွေနဲ့စိန်ခေါ်မှုတွေကိုလည်းတတိမူပြီးမှန်မှန်ကန်ကန်တိုးတက်ဖို့အထူးပင်အရေးကြီးပါတယ်။ အောက်ကန် UUA က artificial intelligence benefitly AI ကိုကောင်းမွန်စွာနဲ့နည်းနဲ့တကျဘယ်လိုတုံးပြရမလဲ AI နည်းပညာရဲ့တိုးတက်မှုကိုလူပအောင်တွင်မှတ်မှတ်ကန်ကန်တာဝန်ယူမှုနဲ့ဥတည်ဖို့လိုပါတယ်။စင်ဝင်စေရတရားမျှတမှုနဲ့လူတံမှုတွေဟာ AI တုံးပြမှုရဲ့အခြေခံဝင်ဖြစ်ရပါမယ်။နည်းပညာကိုလူပအောင်အတွက်အကျိုးရှိအောင်တုံးချခြင်းနဲ့ဆိုရင်နည်းပညာရဲ့အတားအကျက်ကိုတာဝန်ယူမှုတွေကောင်းမွန်တဲ့ဒေခော်တွေနဲ့တုံးချခြင်းပါတယ်။ AI ကိုအောက်ပါအချက်တွေနဲ့တုံးပြီးကမ္ဘာကြီးကိုကောင်းမွန်စွာပြောင်းလဲပေးနိုင်ပါတယ်။ Support humans no replay them လူသားတွေညမှာလုံးဝအစားထိုးပြလိုက်တာမျိုးမဟုတ်ဘဲနဲ့လူသားတွေကိုကူညီဖို့ဒါအသုံးချရင် AI ကိုလူသားလုပ်တွေကို လုံးဝပယ်ရှားဖို့မဟုတ်ဘဲနဲ့အထောက်အကူပြုဖို့ဒါအသုံးပြုသင့်ပါတယ်လူသားတွေလုပ်ဖို့ခက်ခဲနေတဲ့အရာတွေမလုပ်ဆောင်နိုင်တဲ့အလုပ်တွေကို AI ကိုလုပ်ခိုင်းပြီးတော့လူသားတွေဟာဆိုရင် ဖန်တီးမှုခံစားမှုခေါင်းဆောင်မှုတွေပေါ်မှာအာရုံစိုက်ပြီးတော့လုပ်နိုင်ပါတယ်ဥပမာအနေနဲ့ပြောပြရမယ်ဆိုရင်တော့ စီယုံတွေမှာ AI ကိုအသုံးပြုပြီးတော့ X-ray ပုံတွေကို မြင်မြန်ဆန်းဆန်းနဲ့စစ်ဆေးနိုင်ပါတယ်။ AI ဟာဆိုရင်ရောဂါဖြစ်နိုင်တဲ့နေရာတွေကိုထင်ထင်ရှားရှားနဲ့အထောက်အထားပြပေးနိုင်ပါတယ်။ဒါပေမဲ့လည်းနောက်ဆုံးဆုံးဖြတ်မှုကတော့လူသားဆရာဝန်ကပဲလှုပ်ဆောင်တင်ပါတယ်။ဘာကြောင့်ဒီလိုပြောရတာလဲဆိုရင်တော့ AI ဟာမြန်ဆန်တိကျတဲ့အလုပ်တွေလူသားတွေအတွက်ခက်ခဲနေတဲ့အလုပ်တွေကိုလှုပ်ဆောင်ပေးနိုင်ပေမယ့်နောက်ဆုံးအဲ့ဒီလှုပ်ဆောင်မှုကိုခွင့်ပြုပေးတဲ့သူဟာလူသားပဲဖြစ်တင်ပါတယ်ရှင်။ AI ကို လူသားတွေနေရာမှာအစားမထိုးဘဲနဲ့လူသားတွေကို spotty ပေးနိုင်တဲ့နေရာတွေအတွက်သာအသုံးပြုရပါမယ်။အဲ့ဒါမှသာလျှင် AI ဟာဆိုရင် လူသားတွေဘက်ကို လွှမ်းမိုးမှုမရှိဘဲနဲ့ကဘာကြီးရဲ့ကူညီမှုထောက်တိုင်းဖြစ် villain ရှိရှိအသုံးချနိုင်မှာပဲဖြစ်ပါတယ်ရှင်။ Product and environment and fight climate change ဒါပေါင်းရင်ကောင်းရင်းနဲ့ရာသီဥတုပြောင်းလဲခြင်းရင်ဆိုင်မှု AI နည်းပညာကိုအသုံးပြုပြီးတောပဟုန်ရင်ဆိုင်ရာအချက်လက်တွေကိုစနစ်တကျစူးစီးခွဲခြမ်းခံမနိုင်တာကြောင့် NLR ကိုကြိုတင်သိရှိနိုင်ပါတယ်။ဥပမာအနေနဲ့မုံတိုင်းရေးကြည့်မှုမိလာမှုစတဲ့တောပ NLR ကို AI ကကြိုတင်ခံမပေးနိုင်ပါတယ်။ဒါကြောင့်လူတွေအနေနဲ့ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နိုင်ပြီးတော့တက်တာအောင်ရှောင်ရှားနိုင်ပါတယ်။ Increase accessibility for people with disabilities ။မတန်ဆသူများအတွက်အထောက်အကူဖြစ်မှု AI ဟာနားမကျသူတွေ မျက်မမြင်သူတွေသွာလာဖို့ခက်ခဲတဲ့သူတွေအကြားအထောက်အကူဖြစ်စေနိုင်ပြီးတော့သူတို့ကိုပုံမလိုလက်မှုရရှိစေပါတယ်။ဥပမာ နားမကျသူတွေအကြားအတန်မှစာသားကိုပြောင်းပေးရတယ်။မျက်မမြင်သူတွေအကြားစာသားနဲ့အတန်ကိုပြောင်းပေးရတယ်။မျက်လုံးပြထိန်းချုပ်နိုင်တဲ့ကီးဘုတ်တွေ AI မောင်းနေတဲ့မောင်းသူမလိုတဲ့ရှင်တွေလူတိုင်းအတွက်တင် जा ခွင့်အလောက်လောက်ခွင့်နဲ့လူမှုဆက်ဆံရေးခွင့်လန်းများကိုပုံမရရှိနိုင်ပါတယ်။မတန်ဆွမ်းသူတွေပါဝင်နိုင်တဲ့လူ့ခွဲကြီးတစ်ခုကိုဒီစာပေတွက် AI ဟာအထောက်အကူများစွာဖြစ်စေပါတယ်။ for safety in dangerous jobs အန်ဒီများလည်းအလုပ်တွေမှာလုံခြုံရေးကိုမြင့်တင်ခြင်းလူသားတွေအတွက်အန်ဒီအရှိဆုံးသောနေရာတွေလုပ်ငန်းခွင်တွေမှာအင်အားနဲ့ထောက်ပံ့ထားတဲ့စက်တွေကိုအသုံးပြုပြီးတော့လူသားအစားထိုးအလုပ်လုပ်နိုင်တဲ့နည်းလမ်းတွေရှိနေပါပြီဒီနည်းလမ်းနေရာဆိုရင်အန်ဒီအရှိဆုံးသောအလုပ်တွေကနေပြီးတော့လူသားတွေကိုကာကွယ်ပေးနိုင်ခြင်းဖြစ်ပြီးတော့လူသားတွေရဲ့အသက်အိုးအိမ်စီစဉ်ဆုံးချုံမှုတွေကိုလည်းချော်ချစေနိုင်ပါတယ် ဒီနေ့ခေတ်မှာဆွမ်းရည်ပြဋ္ဌာန်းလာတဲ့အရာဤပညာရဲ့တိုးတက်လာတဲ့အခါလူသားတွေတကယ်ပဲအကျိုးပြအောင်အသုံးချနိုင်မှုဆိုရင်ဒီပညာတခုတည်းမလုံလောက်ပါဘူး။ဒီနေ့တကြားစဉ်းစားတတ်တဲ့သူတာဝန်ရှိသူတွေကကောင်းမှုစာအောင်ပေးဖို့လိုအပ်ပါတယ်။ဒီအရင်ကတည်းကတရားအသုံးချရမယ်ဆိုရင်ဒါဟာလူသားတွေကိုကူညီဖို့နေရာနယ်ပြားကခလဲမှုတွေကိုဖြေရှင်းဖို့လူသားရဲ့အတွင်းနဲ့ကဘာကြီးကိုတိုးတက်အောင်လုပ်ပေးဖို့ရည်ရထားတဲ့တမှုရှိရကိရာတခုပါပဲ။ဒီပညာဟာဒီပညာပဲဖြစ်ပါတယ်။ ဘလို့သုံးလို့လဲဆိုတာကတော့လူသားတွေရဲ့လက်ထက်မှာပဲရှိပါတယ် AI ကိုတကယ်ကြိုးရှိအောင်သုံးချခြင်းလဲဆိုရင်တော့ဤပညာကောင်းယူနဲ့မလုံလောက်ပါဘူးအရင်ဤပညာကိုအသုံးချတဲ့လူသားတွေရဲ့အဆုံးပြေချက်နဲ့ဒီနေ့တကြတွေ့ခေါ်ရတဲ့အနောက်ဘက်မှာလည်းမူတည်ပါတယ်အဲ့ဆို AI ဆိုတာဒါမျိုးပေါ့တော်တော်တိလာရပါပဲเนาะအဲ့ဒီနှစ်တွေတော့ငါဘာညာဖြစ်ခဲ့ရလဲ နာဗီဒီယိုရပြောတဲ့လူဆိုလူတွေက AI ကိုသင်္ချာကောင်းတော့အသုံးမချနိုင်ကြရလားဒါမှမဟုတ်လူအချင်းချင်းတိုက်ခိုက်ဖို့လက်နက်တွေဖြစ်အသုံးချကြတာများအစ2020နောက်ပိုင်းကနေစပြီးပြောင်းနေအောင်ကိုဗစ် -19 ကြောင်းလို့ထင်နေတာ2025မှာတော့ဒီလောက်အဆင်ပြေနေပုံထောက်ရင်တော့ AI နေကြောင့်ဖုံးကွယ်ထားကြရများလားဆိုင်ငိန်နေရောပဲဘာဖြစ်လို့လဲဟမ်ဘာမဖြစ်ပါဘူးကွာအရေနောက်ပိုင်းအကြောင်းတွေးနေတာ ါတို့ဒီထက်ပိုသိချင်းတော့ဒီထက်ပိုချားရမှာပေါ့